ားလုံးသာလီစွာပါကျွန်တော်ဒီနေ့သင်မယ့်ဟာကတော့ကျွန်တော်တို့ insert တက်ထဲမှာရှိတဲ့သုံးတဲ့ချို့အရာလေးတွေကိုကျွန်တော်သင်ကြားပေးမှာဖြစ်ပါတယ်အဲဒီတော့ကျွန်တော်တို့ Microsoft Word ကိုဖွင့်ပါမယ် keyboard ကနေပြီးကျွန်တော်တို့ shortcut နဲ့ပဲသွားပါမယ်ခင်ဗျအဲဒီတော့ကျွန်တော်တို့ window key ရဲ့ arrow နှိပ်မယ် window ဆိုပြီးတော့ကျွန်တော်တို့ရိုက်ပြီးတော့ကျွန်တော်တို့ဖွင့်လိုက်ပါမယ်เนาะ share လည်းကျွန်တော်ပြောခဲ့ပြီးသားပါ plan page ကိုသွားပြီးတော့ဝင်မယ် โอเคပြီးတော့ဒီမှာ insert တက်ပါเนาะ share နေပြီးတော့ဒီကျွန်တော်တို့ဒီ cover page တို့ blank page တို့ page break တို့เนาะဒီ table ဒီ sock ပုံတို့ picture တို့ဒီအားတော့ကျွန်တော်သင်ခဲ့ပြီးဖြစ်ပါတယ်ကျွန်တော်ဒီနေ့ကတော့ကျွန်တော်တို့ဒီမှာနေပြီးတော့အချင်းရှိတဲ့ဒီ online picture ပေါ့เนาะအဲ့ဒါလေးကိုကျွန်တော်တို့မြင်သာအောင် ပြချင်မယ်ပြောเนาะ online picture လေးကိုကျွန်တော်နှိပ်လိုက်မယ်အင်တာနက်တော့ချိန်ထားဖို့လိုတယ်ဗျ။ तू ကဘာကိုပြောချင်လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ကအင်တာနက် ထဲကဥမာ ပုံတွေကိုပေါ့နော်ကျွန်တော်တို့ရှာတဲ့ဟာကိုနေပြီးတော့ကျွန်တော်တို့ဒီ Microsoft Word ထဲကိုတခါတည်းဆွဲထည့်တာဖြစ်ပါတယ်ဗျာနော်ကျွန်တော်အဲ့ဒီတော့ဒီမှာ Bing Image Search ဆိုတဲ့ဟာကိုကျွန်တော်နှိပ်လိုက်မယ်ပြီးတော့ဒီမှာ address ဆိုပြီးတော့ရိုက်ကြည့်လိုက်ပေါ့ဗျာ address နော် Okay အဲ့ဒီမှာဒီမှာဒီပုံလေးကိုကျွန်တော်ထည့်ခြင်းလဲဆိုလို့ရှိရင်ဒီမှာလွတ်တဲ့နေရာလေးမှာထောက်ဝင်လဲရတယ်ဒီ၄000ကျော်လေးမှာကျွန်တော်အမှန်ချက်ချင်းလဲရအောင်နော်โอเคပြီးလို့ရှိရင်ဒီမှာ insert ပါနော် โอเคဒီမှာရောက်လာပါပြီဗျအဲ့တော့ပြောချင်တာအတိကတော့ तू อ่ะအင်တာနက်နဲ့ချိန်ထားဖို့လိုတယ်ဗျဘာလဲဆိုတော့အင်တာနက်ကပုံတွေကိုကျွန်တော်တို့ကဒီမှာတခါတည်းဆွဲထည့်တာဗောနော်တခါတည်း down ပြီး download လုပ်ပြီးတော့ဆွဲထည့်တာဖြစ်ပါတယ်ဗျာနော်ဒါလေးကတော့ကျွန်တော်တို့ပုံတွေကိုဒီမှာအချင်းအကျယ်လုပ်လို့ရတယ်နော်အဲ့လိုမျိုးဒါကတော့ကျွန်တော်တို့ဒီ insert တက်ထဲကကျွန်တော်တို့ picture ကိုသင်ခဲ့ down သင်ခဲ့စင်ရပါဗောနော်ကျွန်တော်နေပြီးတော့ဒီမှာပုံထည့်တယ်ပုံထည့်ပြီးလို့ရှင်ဥမာကျွန်တော်တို့ဒီကနော် ျွန်တော်ဒီမှာရွေးတဲ့ဟာတွေပုံဟိုအချင်းအကျယ်လောက်တဲ့ဟာတွေဒါတွေကကျွန်တော်ရှေ့ကနေပြီးပြောခဲ့ပြီးသားဖြစ်ပါတယ်အတိအကျနေပြီးကျွန်တော်ကနေပြီးတော့ online picture ဆိုတာကျွန်တော်တို့ဒီ internet ကနေပြီးတော့မှကျွန်တော်တို့ဒီ picture ကိုနေပြီးတော့ဘယ်လိုလုပ်ဆွဲထည့်မလဲဆိုတဲ့ဟာကိုအတိအကျပြခြင်းဖြစ်ပါတယ်နော်ဒီကတော့ဒီလောက်ပါပဲနောက်တစ်ခုကိုကျွန်တော်တို့ဆက်သွားကြည့်အောင်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီမှာပေါ့နော် shapes ပေါ့နော်အဲ့ဒါလေးကကြာတော့နှိပ်ကြည့်ပါနှိပ်ကြည့်ပြီဆိုလို့ရှိရင်ဒီမှာကတော့ဒီ ဟိုပုံစံတည်းကတော့အမျိုးမျိုးရှိတယ်ပေါ့ဗျာဒီမှာအများကြီးပဲပေါ့နော်အဲ့ဒီတော့ကျွန်တော်ကကျွန်တော်တို့ကဒီကိုလိုချင်တဲ့ပုံစံလေးကိုဒီကနေပြီးနှိပ်ပြီးတော့ကျွန်တော်ဆွဲရုံပဲပေါ့နော်ဥပမာကျွန်တော်ဒီမှာ၄000ဝက်ပုံလေးလိုချင်တဲ့ဆိုရင်ဒီလိုဆွဲလိုက်ရုံပဲမောက်လေးနဲ့ပေါ့နော်โอเคဒီလိုရှိရင်နောက်ပြန်ကြည့်မယ်ကျွန်တော်တို့ shape ပေါ့နော်ဥပမာဒီမှာ seven ပုံလေးဆိုလို့ရှိရင်လည်းဒီမှာ seven ပုံလေးကိုကျွန်တော်ဆွဲလိုက်ရုံပဲနော်ဒီကဒီမှာ ပုံလေးဆိုလဲဒီပုံလေးပေါ့နော်ကျွန်တော်တို့ဒီမှာသူပေးထားတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ shapes ပေးထားတဲ့အတိုင်းနေပြီးတော့မှကျွန်တော်တို့နေပြီးတော့ဒီမှာဟိုကိုလိုချင်တဲ့ဟာလေးကိုကျွန်တော်တို့ဆွဲလိုက်ရမှာပဲဗျာနော်အဲ့တော့ကျွန်တော်တို့ဒီမှာနောက်တစ်ခုကဒီမှာဒီဟာလေးပေါ့နော် A ဆိုတဲ့ပုံစံနဲ့ဒါကကြတော့ test ပေါ့ပါနော်အဲ့လိုမျိုးဒီကောင်လေးကိုကျွန်တော်တို့ဒီမှာဆွဲကြည့်မယ် okay ဒါကြတော့ဘာပြောရှင်လဲဆိုတော့အဲ့ဒီ A ပုံစံလေးပါတဲ့ test box ကိုဆွဲလိုက်လို့ရှင်တော့ तू ကစာပါတခါလေးရိုက်လို့ရတယ်ဗျအထဲမှာလေကျွန်တော်တို့နော်ဒီမှာစာသဖြင့်ပေါ့နော်ကျွန်တော်ဒီမှာစာရိုက်လို့ရတယ်ပြောရှင်တော့နော်အဲ့တော့အဲ့ဒီ test box လေးကတော့ကျွန်တော်တို့ဒီမှာစာရိုက်လို့ရတာကိုပြောပြောချင်တာဖြစ်ပါတယ်ကျွန်တော်တို့ဒီမှာဒီ box လေးတွေကြတော့ကျွန်တော်တို့ဒီမှာ insert တက်တဲ့ကဒီ shapes မှာတခြားပုံလေးတွေဆွဲတာကြတော့တခါလေးတန်းပြီးစာရိုက်လို့မရဘူးဗျာနော်အဲ့ဒါလေးကိုလည်းကျွန်တော်တို့သိထားစီရင်ပါတယ်ဒီ test power ကကြတော့ကျွန်တော်တို့ဒီမှာတခါလေးစာရိုက်လို့ရတယ်ပေါ့ဗျာနော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီမှာခုဆွဲထားတဲ့ဟာလေးတွေပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ table click နှိမ့်လိုက် table click နှိမ့်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ format ကိုရောက်သွားတယ်နော်ဒီဒီပုံလေးရဲ့ format ရောက်သွားတယ်ရောက်သွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာလုပ်လို့ရလဲဆိုတဲ့အခါကျတော့ဒီမှာပေါ့နော်ဒီမှာ chase time ပေါ့အဲ့ဒီပုံစံလေးမှာတို့ကဒီမှာနော် တွင်းထဲကိုကာလာချဲလဲရတယ်ကျွန်တော်တို့လိုသလိုပေါ့နော်ဒီမှာပေးထားတဲ့အတိုင်းကာလာချဲလဲရတယ်နော်ဒါဘော်ဒါပေါ့ဘော်ဒါကိုဒီမှာအဝိုင်အောင်လေးလုပ်ထားတယ်ပေါ့နော်ကျွန်တော်တို့ element ဒီမှာကျတော့ shape face shape face ဆိုတာဒီမှာအတွင်းကိုဘာအောင်ချဲမလဲနော်ကိုလိုချင်တဲ့အတိုင်းနေပြီးတော့ကျွန်တော်တို့အယောင်တွေကိုချဲလို့ရပါတယ်နော်တကယ်တော့ကျွန်တော်တို့ကအယောင်မချဲချင်ဘူးဆိုလို့ရှိရင် no fail ပေါ့နော် အဲ့ဒါလေးကိုရွေးမယ်ပြီးလို့ရှိရင်ဒီမှာ shape outline ပေါ့နော်အဲ့ဒါကြတော့အပြင်အားဟာလေးကိုကျွန်တော်တို့ပဲရောင်းနေထားမှလည်းပေါ့ဒီရောင်းထားခြင်းလားနော်ရောင်းတစ်ခုကျွန်တော်ထားလိုက်မယ်ဒီမှာနော်အဲ့လိုရောင်းလေးကျွန်တော်တို့ shape line ကိုထားလို့ရတယ်မလို့ခြင်းဘူးဆိုလည်းဒီမှာ no outline ပေါ့ဗျာနော်အဲ့လိုမျိုးအဲ့တော့ဒီအားလေးကိုလောလောဆယ်ကျွန်တော်ထားလိုက်မယ်ပြီးလို့ရှိရင်တော့ဒီမှာ shape effect ပေါ့နော် shape effect မှာတော့ဒီမှာပြထားတာအများကြီးရှိတယ်ဒီအားလေးကိုကိုယ့်အကူကလစ်ကြည့်ပါဥပမာ 3D ပုံစံလိုချင်တယ်ဆိုလို့ရှိရင်လည်း 3D ပုံစံပေါ့နော် အဲ့လိုမျိုးလေးကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်ဒီဟာလေးတွေမှာအများကြီးပြထားတယ်ကိုယ့်အကောနေပြီးတော့စမ်းကြည့်လို့ရပါတယ်ဒီဟာလေးတွေကနော်โอเคโอเค insert ပေါ့နော်ဒီမှာအဲ့ဒါ shape ပါနောက်တစ်ခုကကျွန်တော်တို့ဒီမှာဒီ smart arm ပေါ့နော်ဒီ smart arm ဆိုတဲ့ဟာလေးကိုအဲ့ဒါဘာဘာလဲဆိုတဲ့ဟာကိုကျွန်တော်တို့ set သွားမှာဖြစ်ပါတယ် က်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ now page တစ်ခုကိုကျွန်တော်တို့သွားလိုက်မယ်เนาะ now page တစ်ခုကိုသွားလိုက်မယ် okay now page တစ်ခုကိုသွားလိုက်မယ် okay နောက်ပါเนาะကျွန်တော်ဒီမှာ smart app အဲ့ဒီ smart app ကိုကျွန်တော်နှိပ်ကြည့်မယ်เนาะနှိပ်ကြည့်ရဆိုလို့ရှိရင်ဒီမှာပုံစံတွေအများကြီးရှိပါတယ်ဗျာဒီမှာเนาะအဲ့လိုမျိုးဒီဟာလေးတွေမှာကိုလိုချင်တဲ့ပုံစံလေးတွေကိုကျွန်တော်တို့ယူသုံးလို့ရပါတယ်ဒီเนาะအဲ့လိုမျိုး ဒီမှာဥပမာဒီပုံစံလေးလိုချင်တယ်ဆိုလည်းဒီပုံစံလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ OK နှိပ်လိုက်ရုံပဲပေါ့နော်ဥပမာကိုစာစီစာရဲ့ software ဖြစ်ဖြစ်ဥပမာကျွန်တော်တို့ဒီရုံးတွေမှာနေပြီးတော့နော်ကျွန်တော်တို့ဒီဥပမာဟိုအကွက်ထားတော့အတွင်းရေးမူတော့အဲ့လိုမျိုးတွေပေါ့ဗျာအဲ့လိုပုံစံလေးထားခြင်းလဲဆိုလို့ရှိရင်လည်းဒီဟာလေးတွေကယူသုံးလို့ရတယ်ဗျာနော်အဲ့လိုမျိုးဒီ smart smart art ဆိုတဲ့ဟာလေးကနေပြီးတော့ကျွန်တော်တို့ယူသုံးလို့ရတယ်ပေါ့ဗျာဥပမာအနေနဲ့ကျွန်တော်တို့ခု ယူတောင်းကြည့်မယ်ပေါ့နော်တောင်းကြည့်မယ်ဆိုလို့ရှိရင်ဥပမာပေါ့ဒီဟာလေးတစ်ခုပုံစံပြမယ်ပေါ့ဗျာကျွန်တော်နော်ဒါလေးယူလိုက်မယ်ပြီးလို့ရှိရင်ဒီမှာ okay ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဒီမှာပေါ့ဥပမာ chairman နော်နေရာကျတော့ဥပမာ secondary one ပေါ့ဗျာနော်နေရာကျတော့ secondary 2နော် လိုစသဖြင့်ပေါ့ဗျာနော်ကျွန်တော်အခုရိုက်ပြတဲ့ဒီမျိုးစသဖြင့်နေပြီးတော့ကျွန်တော်တို့နေပြီးတော့ဒီမှာနေပြီးတော့အဲ့လိုဒါပုံစံလေးတွေဆွဲလို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒါကတော့ကျွန်တော်တို့ခဏကျွန်တော်ယူလာတဲ့ပုံစံလေးပေါ့ဒီပုံစံကိုမကြိုက်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့နေပြီးတော့ဒီမှာ၄ရောက်ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ဒီဟာကိုပုံစံလေးတွေပြောင်းယူလို့ရသေးတယ်ပေါ့နော်ဒီမှာနော်ကိုလိုဂျင်တဲ့ပုံစံလေးအတိုင်းနေပြီးတော့ကျွန်တော်တို့ဒီမှာ ပြောင်းယူလို့ရသေးတယ်နော် လို့ဒီမှာအများကြီးလိုချင်လို့ရှိရင်ဒီဟာမြားလေးကိုနှိမ့်လိုက်လို့ရှိရင်ဒီမှာအများကြီးရှိသေးတယ်ပေါ့နော်အများကြီးပေါ့ဟယ်လိုပုံစံလေးတွေကိုလည်းကျွန်တော်တို့ပြောင်းယူလို့ရပါတယ်เนาะအဲ့လိုမျိုးပြီးလို့ရှိရင်ဒီမှာသူ့မှာပါရှိမလဲဆိုလို့ရှိရင်ဒီမှာ shade color ပေါ့ shade color ဆိုလို့ရှိရင်လည်းဥပမာကျွန်တော်တို့ဘယ်အရောင်လေးကိုသုံးမလဲဒီမှာเนาะကျွန်တော်တို့ဒီမှာစိတ်ကြိုက် ဟိုကစားပြီးတော့เนาะကိုချိုက်တဲ့ပုံစံမျိုးနေပြီးတော့ယူလို့ရပါတယ်เนาะဒီဟာကြတော့ shin color ပါเนาะအဲ့လိုပုံစံလေးယူလို့ရပါတယ်เนาะ Okay နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီမှာမရှိမလဲဆိုတဲ့အခါကြတော့ဒီမှာ online video ဆိုတဲ့ဟာလေးပေါ့เนาะဒီ online video ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်ကြည့်မယ်เนาะ သူလည်းခဏကျွန်တော်တို့ဒီ picture ကိုဒီကျွန်တော်တို့ Microsoft Word ထဲကိုထည့်တယ်လို့ပဲဗျသူလည်းနေပြီးတော့ internet ချိတ်ဖို့လိုပါတယ်အဲ့ဒါလေးကတော့မဖြစ်မနေသိထားရမယ်ပေါ့နော်ကျွန်တော်ဒီမှာ YouTube ဆိုတာလေးကိုသွားလိုက်မယ်ဗျနော်ဒီမှာ YouTube ဆိုတဲ့ဟာလေးမှာဒီမှာ search box ပေါ့ search box မှာနေပြီးတော့ကျွန်တော်တို့အဲတခုရှာလိုက်မယ်ပြောပြပါရှာမလဲပေါ့နော်ဥမာမြန်မာစောင်းပေါ့နော်လို့ရှားလိုက်မယ်ရှားလိုက်မယ်ဆိုလို့ချင်းဒီမှာပေါ်လာပါပြီအများကြီးเนาะအဲ့လိုမျိုး ပေါ်လာတဲ့အထက်မှာကျွန်တော်တို့ဥမာဒီသချင်းတစ်ပုဒ်လေးကိုကျွန်တော်တို့ထည့်ကြည့်မယ်ပေါ့ဗျာနော်အဲ့ဒါဆိုရင်ဒီဟာလေးပေါ်မှာကလေးတစ်ချက်နှိပ်နှိပ်ပြီးတော့ဒီမှာ insert โอเคဒီမှာပေါ်လာပြီเนาะโอเคဒီမှာပေါ်လာပြီအဲ့တော့ဒီဟာကိုလည်းကျွန်တော်တို့ကျင်းကျဲလုံးလို့ရတယ်ပေါ့ဗျာကြီးကျင်လားသေးကျင်လားเนาะကျွန်တော်တို့ဒီထောင်းကနေပြီးတော့ဆွဲလို့ရတယ်ပေါ့เนาะဒီဟာကနေပြီးတော့ဟိုကျွန်တော်တို့ Microsoft Word ရိုက်နေတဲ့အချိန်မှာနေပြီးတော့ ဒါကဗီဒီယိုထည့်ခြင်းဖြစ်တယ်ပေါ့နော်။သချင်းနေဗီဒီယိုတွေစိတ်ကြိုက်ထည့်လို့ရပါတယ်ဒီဟာနေပြီနော်။ဒါထည့်လို့ရုံပဲလားဆိုတော့ဒီဟာမဟုတ်ဘူးပြဒီမှာသချင်းလက်တစ်ခါလေးဖွင့်လို့ရရယ်နော်။ဒီနားလေးမှာနှိပ်ကြည့် ားနဲ့မကောင်းလို့နည်းနည်းနှေးနေတဲ့သဘောပါဗျ။ကဲရပါပြီပြီးလို့ရှိရင်ကျွန်တော်တို့ဒီဟာလေးကိုပိတ်မယ်ဆိုလို့ရှိရင်လွတ်တဲ့နေရာလေးနားမှာကလစ်တစ်ချဲနှိပ်လိုက်ရုံပါပဲเนาะ ဒါကြတော့အဓိကကျွန်တော်ခဏပြောသလိုပဲအဓိကအင်တာနက်နဲ့ချိန်ထားမှာဖြစ်ပါတယ်နော်โอเคအဲ့ဒါအွန်လိုင်းဗီဒီယိုပါနော်ကျွန်တော်ရှင်းဆုံးအပြခဲ့တာအွန်လိုင်းဖီချာနော်ဒီနှစ်ခုကကြတော့အဓိကကျွန်တော်တို့အင်တာနက်နဲ့ချိန်ထားဖို့လိုပါတယ်ဗျနော်โอเคနောက်တစ်ခုကကျွန်တော်တို့ဘာကိုပြခြင်းလဲဆိုတော့ဒီ hyperlink ပေါ့နော် hyperlink ဆိုတာအဓိကဘာကိုပြောခြင်းတာလဲပေါ့အဲ့လိုဆိုတဲ့အခါကျတော့ဥပမာကျွန်တော်တို့ဒီ စာတွေရိုက်မယ်ပေါ့ဗျာစာတွေရိုက်မယ်ဆိုလို့ရှင်ဥမာကျွန်တော်စာဘိုက်တစ်ဘိုက်ယူလိုက်မယ်ပေါ့နော်โอเคကျွန်တော်တို့ဒီမှာစာဘိုက်ပေါ့ဗျာစာဘိုက်တွေယူလိုက်တယ်ပေါ့စာဘိုက်တစ်ဘိုက်မဟုတ်ဘူးနော် sorry စာဘိုက်တွေယူလိုက်တယ်ယူလိုက်တယ်ဆိုလို့ရှင်ကျွန်တော်တို့ကဥပမာဒီစာဘိုက်တွေထဲမှာဥမာဒီ professionally ဆိုတဲ့ဟာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ selection ပေးမယ် selection ပေးပြီးတော့ဒီမှာ hyperlink ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်မယ်ပေါ့ โอเคနှိပ်ပြီးတော့ကျွန်တော်တို့ကကျွန်တော်တို့ကွန်ပျူတာထဲမှာရှိတယ်เนาะဥမာ တခုခုဘယ်နေရာမှာတင်ထားတဲ့ဟာကိုကျွန်တော်တို့လင်းလုံမလဲပေါ့เนาะလင်းချိန်မလဲပေါ့เนาะအဲ့လိုမျိုးအဲ့လိုဆိုလို့ခါကြရင်ဥပမာကျွန်တော်က desktop ပေါ်မှာရှိတဲ့เนาะ file လေးတခုနဲ့ကျွန်တော် link ချိန်ပြမှာဖြစ်ပါတယ် ဟိုပမာဒီဟောငါအေးပေါ့နော်အဲ့ဒီ for အဲ့ဒီ file လေးကိုကျွန်တော်ကနေပြီးတော့ link ချက်ပြီးမှဖြစ်တယ်အဲ့ဒီတော့ကျွန်တော်အဲ့ဒါလေးကိုကလေးတစ်ချက်နှိပ်မယ်နှိပ်ပြီးပြီးတော့ကျွန်တော်ဒီမှာ okay ဆိုတာလေးကိုနှိပ်လိုက်မယ်နော်အဲ့တော့ဒီမှာပုံစံလေးပြောင်းသွားတယ်ဗျာနော်သူက link ချက်လိုက်တော့ link ပုံစံလေးပြောင်းသွားတယ်နော်ဇာလုံးကလည်းအယောင်လေးပြောင်းသွားတယ်အဲ့တော့အဲ့ဒီဇာလုံးပေါ်မှာကျွန်တော်ဒီမှာအပေါ်ထောက်လိုက်လို့ရှိရင်ဒီမှာအပေါ်မှာပေါ်နေရဗျာနော် click အပေါင်း click to follow link တဲ့ အဲ့ဒါဘာပြောချင်လဲဆိုတော့ကျွန်တော်ကခဏ file လေးနဲ့ကျွန်တော်က link ချိတ်ထားပြီးဖြစ်တယ်ဖြစ်တဲ့အခါကျတော့ဒီစာလုံးရဲ့အပေါ်မှာဒီလို ထောက်ပြီးတော့ကျွန်တော်ဒီမှာ keyboard ပေါ်ကနေပြီး control key လေးကိုနှိပ်လိုက်နှိပ်ထားမယ်ပေါ့နော်ဖိထားမယ်ဖိထားလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီပုံလက်ပုံလေးဖြစ်သွားတယ်ဒီ cursor ပုံလေးရနော်လက်ပုံလေးဖြစ်တဲ့အချိန်မှာ keyboard ပေါ်က control ကိုဖိထားမယ်နော်ဖိထားမှဒီလက်ပုံလေးပေါ်ပေါ်နေမှာဖြစ်တယ်ပေါ့နော်အဲ့ဒီတော့အဲ့လိုပေါ်နေတဲ့အချိန်မှာဒီစာလုံး professionally ဆိုတဲ့စာလုံးပေါ်မှာကျွန်တော်တို့ ကလစ်ချက်နှိပ်လိုက်ဒီမှာ bounce လေးပေါ်လာပြီအဲ့ဒါကြာလို့ရှိရင် do you want to continue ပေါ့နော် yes လို့ပြလိုက်အဲ့ဒါဆိုလို့ရှိရင်ခဏကျွန်တော်တို့ဒီမှာအဲ့ဒီ on my ဆိုတဲ့ဒီ fine ပေါ့နော်သူအဲ့ဒီကျွန်တော်တို့ရိုက်ထားတဲ့ fine လေးနဲ့နေပြီးတော့အဲ့ဒီ fine လေးကပွင့်လာမှဖြစ်တယ်ဗျနော်အဲ့ဒီတော့ပြောချင်တာကနေပြီးတော့ဒီကျွန်တော်တို့ဒီစာဘိုက်တွေရိုက်နေတဲ့အချိန်မှာ now ဒီ fine ဖြစ်ဖြစ်အဲ့လိုပေါ့နော်ဒီ ပုံပဲဖြစ်ဖြစ်ဗီဒီယိုပဲဖြစ်ဖြစ်ပေါ့ဗျာเนาะဒီဟာကနေဖိုင်တစ်ခုလဲရတာမဟုတ်ဘူးเนาะအဲ့လိုမျိုးဗီဒီယိုလဲရတယ်ဥပမာကျွန်တော်တို့ဒီပုံလဲရတယ်ပေါ့เนาะအဲ့ဒါတွေနဲ့နေပြီး link ချိတ်တဲ့ပုံစံကိုပြောချင်တာဖြစ်ပါတယ်ဗျာเนาะဒီဟာကြတော့အခုကျွန်တော် finance link ချိတ်ပြတာဖြစ်တယ်နောက်တစ်ခုကျွန်တော်ပုံနဲ့เนาะပုံတစ်ခုနဲ့ကျွန်တော် link ချိတ်ပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီမှာ picture ဆိုတဲ့ဟာလေးကိုကျွန်တော် selection ပြလိုက်မယ်ပြီးလို့ရှိရင် hyperlink ကိုနှိပ်မယ်เนาะပြီးတော့ကျွန်တော် ပြီးတော့ပြချာရှိတဲ့နေရာပေါ့နော်ကျွန်တော်ဒီမှာထောင်းလို့ဆိုတဲ့အားလေးကိုသွားလိုက်မယ်သွားပြီးတော့ပုံလေးတပုံယူလိုက်မယ်ပေါ့ဗျာနော်ဒီမှာဒီပုံလေးယူလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်ဒီမှာ okay နှိပ်လိုက်အဲ့ဒါဆိုရင်ဒီမှာ picture ဆိုတဲ့စာလုံးကလည်းပြောင်းသွားပြီဘာဖြစ်လဲဆိုတော့ပုံတပုံနဲ့ကျွန်တော် link ချိန်လိုက်လို့ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီ picture ဆိုတဲ့အပေါ်လေးမှာဒီလိုကာစာလေးကိုဒီလိုတင်လိုက်တာနဲ့သူကဒီပုံစံလေးပေါ့နော်ပြောင်းနေတယ်ပြောင်းနေတဲ့ဟာကို ကျွန်တော်က keyboard ပေါ်ကနေပြီးတော့ control key လေးကိုဖိထားလိုက်ဖိထားတယ်ဆိုရင်ဒီမှာလက်ပုံစံလေးပြောင်းသွားပြီလက်ပုံစံလေးပြောင်းတဲ့အချိန်မှာ mouse ကို click တစ်ချက်နှိပ်နော်နှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ link ချိတ်ထားတဲ့ပုံလေးကနေပြီးတော့ကျွန်တော်တို့ပေါ်လာမှာဖြစ်တယ်ဗျာနော်ခဏစောင့်ကြည့်ပါ โอเคဒီမှာเนาะကျွန်တော်တို့ link ချထားတဲ့ပုံလေးကနေပြီးတခါတည်းတန်းပြီးတော့ပေါ်လာတာဖြစ်တယ်ဗျာเนาะโอเคကျွန်တော်ဒီပုံလေးကိုပိတ်လိုက်မယ်เนาะဒါကြတော့ဒီ hyperlink ရဲ့သဘောတရားကိုနေပြီးတော့ရှင်းပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာပြောနေရလဲနည်းနည်းကြာနေပြီဆိုတော့ကျွန်တော်ဒီ insert တက်မှာကျွန်တော်ဒီနာလေးနဲ့ပဲကျွန်တော်ဒီနေ့ကတော့ရက်လိုက်မယ်ပေါ့เนาะတောင်းနေမှာကျွန်တော်တို့ဆက်သွားကြတာပေါ့เนาะအားလုံးအဆင်ပြေမှတ်တင်ပါတယ်ကျေးဇူးများတင်ပါတယ်